အဖိုးနဲ့ဖွားကိုစောင့်ရှောက်နေမထင်မဖဲဇွဲကျူးချတည်ဆုံသွားခဲ့တဲ့ Grade 2တောင်းသူလေးမတ်မေစင်ဦးဒီဖြစ်ဖြစ်ကြီးကတော့ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ဖိုးခေါင်ကျေးရွာအုပ်စုမိသွေးချင်းကျေးရွာမှာဖြစ်ပွားခဲ့ပြီးအဖိုးနဲ့ဖွားနဲ့အတူတူနေတဲ့ကျောင်းသူတို့ဟာဇွန်လ9ရက်နေ့ညနေ9:15မိနစ်ခန့်ကနေအိမ်မှာကျိုးဆွဲချတည်ဆုံမှုဖြစ်ပွားခဲ့ကြောင်းဒေသခံများထံကနေသိရပါဗျာ ကျိုးဆွဲချသိဆုံးသူအသက်12နှစ်ရွယ်ရှိမတ်မေစင်ဦးကအဖိုးဖွားရင်းနဲ့နေရင်ကြောင်းတက်ရတာအဖွားဖြစ်သူကလည်းလေးဖြတ်ဝေဒနာဖြစ်နေရကြပြီးဒီကလေးမှလည်းပဲအိမ်မှာချက်ပြုတ်လျှော်ဖို့ရင်းနဲ့အဖွားကိုပြုစုရတာတစ်ဖက်နဲ့သူ့မှာမနာရဘူးအဲ့လိုလောက်ကင်ပေးနေရတာအမြဲလိုစုခံနေရတဲ့ခဏခဏကြားရတယ်အဲ့ဒီညနေသူကြောင်းကပြန်လာတော့ချက်ပြုတ်လျှော်ဖို့ပြီးလို့သူ့ဖွားကိုတော့တနခါလိမ့်ပေးပြီးပြီသူတို့အိမ်မှာစုညံစုညံကြားရပြီးတိတ်မကြဘူးကလေးမှလည်းဇွဲချိုးချသိဆုံးနေလို့ကြားရတာအဲ့ဒါတော့မမေစင်ဦးရဲ့မောင်လေးကအရင်ဆုံးမြင်တာ အဖွားကြီးမမနာတင်းကုတ်ထဲမှာကြိုးတန်းလန်းကြီးနဲ့တည်နေတယ်လို့ပြောလို့သိရတာလို့မိသွေးချင်းကြီးကနေထိုင်သူတူကပြောပြခဲ့ပါတယ်။တင်းဆုံးသူမမေစင်ဦးရဲ့ရုပ်လောင်းကိုအိုင်ကလောင်ဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီးတော့တက်ဆိုင်ကကစစ်ဆေးခဲ့ပြီးမမေစင်ဦးရဲ့နာရီကိုဇွန်လ9ရက်နေ့မှာတချိုးမီဖြစ်ကြောင်းသိရပါတယ်။ ဒီလိုဖြစ်ဆိုးမျိုးနဲ့တည်ဆုံခဲ့ရတဲ့သမီးလေးမတ်မေစင်ဦးလည်းနောင်ဘွားဆက်တိုင်းဒီလိုဖြစ်ဆိုးမျိုးတွေနဲ့ကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ပါတယ်မြန်မာမူကင်း channel လေးကိုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးလည်းဘေးရန်အားလုံးကနေကင်းဝေးကြပါစေခင်ဗျာနောက်နောက်များမှာလည်းသတင်းများကိုတင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုလိုက်ပါတယ်ကျွန်တော်တင်ဆက်ပေးနေတဲ့ video လေးကိုဆုံးဖြတ်ကြည့်ရှုအားပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ